မနက်ဖြန်အော်တိုဘာလ9ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မနက်ဖြန်မှာအနောက်တောင်ဘက်သို့လေဟာမြဝကျုံဘော်ဒေသကနေအပြည့်သက်ဆုတ်ခွာသွားပြီးမြန်မာနိုင်ငံရဲ့မိုးရသည်လည်းမကြမီရက်ပိုင်းတွင်မှကုန်ဆုံးသွားတော့မှာဖြစ်ပါတယ်။ပြည်နယ်နဲ့တိုင်းရင်းလိုက်မိုးရသွန်းမှုခန့်မှန်းချက်တွေအနေနဲ့မနက်ဖြန်မှာရှမ်းပြည်အရှေ့ပိုင်းဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာနေရာဆက်စိတ်မိုးရနိုင်ပြီး ကချင်ပြည်၊ချင်းပြည်၊ရခိုင်ပြည်၊ကရင်နီပြည်နဲ့မန္တလေးတိုင်းတို့မှာတော့နေရာကျကျမူရနိုင်ပါတယ်။ရှမ်းပြည်မြောက်ပိုင်း၊စကိုင်းတိုင်းနဲ့မကွေတိုင်းတို့မှာတော့နေရာကွက်ကြောင်မူရနိုင်ပါတယ်ရှင်။ဒေတာအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ပြောရမယ်ဆိုရင်ကချင်တရုတ်နယ်စပ်မှာရှိတဲ့ဖီမော်ပန်ဝါဒေတာတွေနဲ့မြောင်းမြဝါခဲမှဒနုဖြူနယ်ညောင်တုံမြို့နယ်တွေမှာမိုးတင့်တင့်ရွာနိုင်ပါတယ်။ပင်လောင်းဖဲခုံစီဆိုင်ရိုက်ကောပရူဆိုဖားဆောင်တဲ့ရန်ကုန်မြို့တို့မှာတော့မိုးနှင်းငယ်ရွာနိုင်ပါတယ်။ ဒီကနေ့ညပိုင်းသတိပြုစရာတွေကတော့မြစ်ကြီးနာနမ်တီမိုးကောင်ကာမိုင်းဖားကန်ထမန်တီကျွန်းလကံပလူနဲ့ကြက်ခမီကံကြီးတွေမှာမိုးတင်းတင်းရွာနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါရဲ့ရှင်။မုန်တိုင်းမမိုးဟာ BNN နဲ့တရုတ်နယ်စပ်ကိုဖျက်ချော်နေပြီးမုန်တိုင်းငယ်အဖြစ်အာရွတ်သွားကအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ်။မုန်တိုင်းရဲ့အချိန်ကြောင့်ကချင်း၊စကိုင်းတိုင်းထပ်ပိုင်းနဲ့ရှမ်းပြည်မြောက်ပိုင်းတွေမှာမိုးတင်းတင်းရွာနိုင်ပြီးနောက်နှစ်ရက်အတွင်းရှမ်းပြည်ဘက်မှာမိုးပိုလာနိုင်ပါတယ်။ အနောက်တောင်ဘက်တုတ်လီဟာမနက်ဖြန်မှာအရာဝတီမြို့ဝကျုံပေါ်ဒေသကနေအပြည့်တက်ဆုတ်ခွာသွားတော့မှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေတော့အောက်တိုဘာ12ရက်နေ့မှာအပြည့်တက်ဆုတ်ခွာပြီးမြန်မာနိုင်ငံရဲ့မိုးရသည့်ကုန်စုံကမိုးလွန်ကာလဆောင်းရသည့်ကိုကူးပြောင်းတော့မှာပဲဖြစ်ပါတယ်။ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်နီကန်ဝေရီလောက်သာဦးကြီးတွေအတွက်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုတ်လေအားတင်းတင်းသာရှိနေပြီးမြမပင်လယ်ပြင်မှာတော့လှိုင်းတင်းသာရှိမှဖြစ်တာကြောင့်ပင်လယ်ပြင်တွင်တာယာတဲ့နေ့လေတစ်ခုဖြစ်မယ်ဆိုတာကိုသတင်းကောက်ပါအပ်ပါရရှင်။ မူလဝတ္တာဖြစ်စဉ်တွေဟာအချိန်နဲ့မျှကြောက်လဲနေလေရှိပါတယ်။လေးဖျားနဲ့ရက်ဝန်မိုးတိမ်တောက်တွေအပြင်စိုက်စင်လေးပြည်တွေဆိုတာအချိန်နဲ့မျှဖြစ်ပေါ်တတ်တာမလို့ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလဝတ္တာသတင်းလေးကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါလို့မြစ်တိုင်ရက်ခံပါပါတယ်ရှင်။